United ရဲ့စာချုပ်အတွက်ကိုညင်းဆိုပြီးဒီအသင်းကိုပြောင်းဖို့ဆုံးဖြတ်ထားပြီးဖြစ်တဲ့မိုင်းနူပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာတင်လိုက်ဖုတ်ဘောရှိုးစီစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါရင် Manchester United အသင်းရဲ့လူငယ်ကျယ်ဝင့်ကစားသမားတူဖြစ်တဲ့ Kobe Mainu ဟာ United အသင်းနဲ့စာချုပ်အတွက်ချုပ်ဆိုဖို့ကိုညင်းဆန်ခဲ့ပြီးတော့တခြားအသင်းတစ်ခုကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့အားအသင်းဝယ်သတင်းတစ်ခုကဒီရက်ပိုင်းမှာထွက်ပေါ်လာခဲ့ပါရင် ေခဲ့တဲ့ရာသီလုံးက United Senior အသင်းကြီးကိုစတင်ရောက်ရှိလာခဲ့တဲ့ Kobe Mainu ဟာဒီရာသီမှာတော့နေပြ Ruben Amorim အသင်းမှာအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာ Mainu ဟာ United အသင်းနဲ့စာချုပ်တက်တန်းနှစ်နှစ်ကြာရှိနေသေးပေမဲ့ United အနေနဲ့ဒီကစားသမားကိုစာချုပ်အသစ်ထပ်မံချုပ်ဆိုခြင်းနဲ့ဆိုရင်တော့ယခုနှစ်အတွင်းမှာစူးစမ်းသွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကအမိုင်နုကိုစာချုပ်သေးချုပ်ဆိုပေါ်အတွက်ဂန်းလမ်းမှုတွေပြုလုပ်ထားပေမဲ့အခုအချိန်အထိနာဆာကိန်းစားရင်ညှိနှိုင်းဆွေးနွေးရမှာအဆင်မပြေမှုတွေဖြစ်ပေါ်နေတယ်လို့နာမည်ကျော်သတင်းဌာနတချို့ကသုံးသပ်ဖော်ပြထားခဲ့ကြပါတယ်။အဲဒီအပြင်ယူနိုက်တက်ဘက်ဟာမိုင်နုတောင်းဆိုထားတဲ့ တပတ်လောက်ခလာစာပေါင်3000 8000ဝင်းကျင်ကိုဘေးချေလိုခြင်းမရှိကြကြောင်းကစားသမားရဲ့စာချုပ်တင်ကိစ္စအတွက်ဆွေးနွေးမှုတွေဟာကြန့်ကြာနေတာဖြစ်ပါရင်ဒါအပြင်မိုင်တို့ဟာ United အသင်းနဲ့စာချုပ်တင်ချုပ်ဆိုပြတဲ့အခါမှာသူကစားနေကြနေရဖြစ်တဲ့ကွင်းလယ်နေရာကနေပြီးတော့ကွင်းလယ်တိုက်စစ်ကိုပြောင်းလဲကစားခွင့်ပေးဖို့အတွက်တောင်းဆိုထားရလို့လည်းသိရပါရင် United အပတ်ကတော့မိုင်နူးကစားခြင်းနဲ့ကွင်းလယ်တိုက်စင်တွေအားကိုပြောင်းလဲပေးကစားဖို့အတွက်ပြဿနာမရှိပေမဲ့မိုင်နူးတောင်းဆိုတဲ့တပတ်လောက်ခါလာစာပေါင်3000ဟာလောလောဆယ်အနေထားမှာဒီကစားသမားလေးနဲ့ထိုက်တန်မှုမရှိသေးဘူးလို့ယူဆနေတာဖြစ်ပါရင် Telegram သတင်းဌာနရဲ့ဖော်ပြချက်အရလက်ရှိအချိန်မှာမိုင်းလူဟာ United အသင်းရဲ့စာချုပ်တဲ့ကမ်းလှမ်းမှုကိုညှင်းဆန်ပြီးတော့လာမယ့်နေရာဒီအပြောင်းရွှေ့မှာ Old Trafford ကနေထွက်ခွာပြီးတော့တခြားကလပ်အသင်းတခုကိုပြောင်းရွှေ့ဥပဒေဆင်းစားထားကြောင်းသိရပါတယ်။ United အသင်းကလည်းသူတို့ရဲ့ banner ရေးပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်မိုင်နူးကိုရောင်းထုတ်သွားဖို့စီစဉ်ထားပြီးအင်္ဂလန်ကွင်းလယ်ကျယ်ပွင့်အတွက်ပေါင်သန်း80ဝန်းကျင်အလိုရှိနေတယ်လို့သိရပါတယ်။ United Academy ကျယ်ဝင့်ကစားသမားလေးအားပြီးခဲ့တဲ့ဆောင်းအသည့်အပြောင်းရွှေ့ဈေးကွက်အထက်က Old Trafford ကနေထွက်ခွာဖို့အတွက်စဉ်းစားခဲ့ပေမဲ့သူ့ကိုကမ်းလှမ်းတဲ့အသင်းတွေကတသိမှမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့လည်းဇန်နဝါရီအပြောင်းရွှေ့နောက်ဆုံးရက်အပိုင်းခြားမှာ Chelsea တင်ကမိုင်နူးကိုခေါ်ယူဖို့အတွက်ကြေကြေလောက်လောက်နဲ့တရင်ထွက်ပေါ်လာခဲ့ပေမဲ့အဆုံးသတ်မှာတော့ဒီအပြောင်းရွှေ့ကထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။မန်နုကိုယ်တိုင်လည်းလက်ရှိအခြေမှာ United အသင်းကနေထွက်ခွာပြီးတော့ Chelsea အသင်းကိုပြောင်းရွှေ့ဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေပါတယ်။ လက်ရှိချိန်မှာမိုင်နုဟာ United အသင်းမှာတပတ်လောက်ခလာစာပေါင်2000ဝန်းကျင်ရရှိနေပြီးမိုင်နုရဲ့အေဂျင့်အဖွဲ့ကသူတို့ရဲ့ကျယ်ဝင့်ကစားသမားအနေနဲ့ United အသင်းမှာကက်စမဲရိုရဲ့လောက်ခလာစာတဝက်ဖြစ်တဲ့ပေါင်3800ဝန်းကျင်လောက်ရတဲ့တယ်လို့ထင်မြင်ယူဆနေကြတာဖြစ်ပါတယ်။ အသက်6နှစ်အရွယ်ကတည်းက United Academy ကိုစတင်ရောက်ရှိလာခဲ့တဲ့ Gobi Mainu ဟာ2023ခုနှစ်အသက်18နှစ်အရွယ် Eriton လက်အောက်မှာ United Senior အသင်းကြီးအတွက်စတင်ပွဲဥထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာအသင်းအတွက်စတင်ပွဲဥထွက်ခွင့်ရရှိခဲ့တဲ့ကဒီနေ့အချိန်အထိ United အသင်းအတွက်ပွဲပေါင်း60ကျော်ကစားပေးထားပြီးအသင်းရဲ့အဓိကကျယ်ဝင့်ကွင်းလည်လိုအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။မိုင်းတို့ဟာအလားလားရှိတဲ့လူငယ်ကျယ်ဝင့်ကစားလမ်းမတူဖြစ်ပေမဲ့တပတ်ကကြည့်လို့ရှိရင်တော့သူဟာ United အသင်းအတွက်ဘာမှလော်လော်လာလာမလုံးပြရသေးတဲ့အချိန်မှာတပတ်လောက်ခလာစာပေါင် တသိန်း၈00တောင်းဆိုတဲ့ပမာဏကကစားသမားလေးနဲ့ထိုက်တန်မှုမရှိဘူးလို့ယူဆနေတဲ့သူတွေကလည်းဒုနဲ့တွေရှိပါတယ်။လာစာတိုးတောင်းနေတဲ့မိုင်းတို့ကိုရောင်းချတင်ပြီလားပြည်သက်ကြီးကဘယ်လိုများထင်မြင်ပြီးပါသလဲ။ comment မှာဝင်အောင်ဆွေးနွေးပြသလို့ရ ပါတယ်။